Google VO3 ရောပေါ့နော် Gmail တခုတည်းနဲ့ free ဘယ်လိုသုံးမလဲပေါ့နော် credit ကလည်းမလိုဘူးလိုတာ Gmail တခုတည်းပဲပေါ့อืมအဲ့လိုပြောလို့တော့ဟိုမှန်တော့မှန်ဘယ်လိုလဲဆိုတော့ကျွန်တော် VPN မှလိုသေးတယ်နော်ပြောမယ်ဆိုရင် VPN နဲ့ Gmail နဲ့နှစ်ခုတည်းနဲ့ပေါ့နော်ဒီ Google ကထုတ်ထားတဲ့ VO3 VO2 ပေါ့အပါအဝင်ပေါ့လေကျွန်တော်ဘယ်လိုသုံးမလဲပေါ့နော်ဒီဘက်မှာပြထားတဲ့ပုံကတော့ကျွန်တော် Facebook page ကပေါ့ကျွန်တော် VO3 ကိုသုံးပြီးတော့မှ prompt engineering လုပ်ပြီးတော့မှကျွန်တော် fine tune လုပ်ပြီးတော့မှ မြန်မာစကားပြောတဲ့ဗီဒီယိုဖိုင်လေးတစ်ခုဖန်တီးထားတာပါနော်အဲ့ဒီဗီဒီယိုဖိုင်ကဘယ်လောက်ထိအောင်ပေါက်လဲဆိုတော့သူကကြည့်ရှုသူဟာတတန်းကြော်သွားတယ်ပေါ့နော်၅ရက်တင်မှာအဲ့ခါကျတော့အဲကျွန်တော်ဒီလို VO3 ကိုအဲဘယ်လိုမျိုးအာ subscribe လုပ်မလဲဆိုတဲ့နေ့ကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ခါကျတော့ကျွန်တော်ကျွန်တော်တို့လိုအပ်တဲ့ဟာလေးတွေကတော့ကျွန်တော်ပြောခဲ့သလိုပဲ VPN နဲ့ဟိုအနေပေါ့နော် Gmail နဲ့ဟုတ်ပြီကျွန်တော်ရဲ့ဒီ YouTube page ကို like subscribe မလုပ်ရသေးဘူးဆိုရင် secretary လေးလောက်သွားပေးပါဦးเนาะကဲဆက်လိုက်ကြအောင်ကျွန်တော်ပထမဆုံးအနေနဲ့ Chrome browser ကိုတုံးပါမယ်အဲကျွန်တော် VPN ဖွင့်ထားမယ်ပေါ့เนาะ US region VPN ဖွင့်ထားပြီးတော့မှကျွန်တော် Chrome browser ထဲမှာဒီဟိုပါပေါ့เนาะဟိုပါလေးပေါ့ page လေးကိုကျွန်တော်တို့သွားပါမယ် cloud scale boost google ဆိုတဲ့ဟာပေါ့เนาะအဲ့ဒီ address တွေကျွန်တော် link ဟိုပါမှာချပေးထားပါမယ် comment မှာလေးပေါ့เนาะဒီလိုအရင်သွားလိုက်မယ်အဲပထမဆုံးနေပြီးရင်ကျွန်တော်တို့ Gmail account ပေါ့เนาะ Gmail account ဒီမှာ sign in လုပ်မယ်ပေါ့เนาะ ကျွန်တော်တို့ရဲ့ဂျီမေးကောင်ကိုဟောကျွန်တော်ပြထားတဲ့နေရာလေးမှာစာရင်အရင်လုပ်လိုက်ပါမယ်အဲ့တော့ခါကြတော့အဲစာရင်လုပ်ပြီဆိုရင်ကျွန်တော်တို့ကကျွန်တော်ရဲ့ဂျီမေးပေါ့နော်ကျွန်တော်ရဲ့ဂျီမေးမှာရှိနေတဲ့အဲ password ပေါ့နော် password နဲ့ဂျီမေးနဲ့ဖြည့်ဖြည့်ပြီးပြီဆိုရင်အဲစာရင်လုပ်လိုက်ပေါ့နော်ဒီမှာကျွန်တော်ဒီမှာဖြည့်မယ်ပေါ့နော်အဲကို email ကိုဖြည့်တကယ်လို့ကိုကစာရင်လုပ်ပြီးသားဆိုလဲဒီနေရာလေးမှာကျွန်တော်တို့ click ကလေးနှိပ်ပြီးတော့မှအဲစာရင်လုပ်လိုက်ရုံနဲ့ကျွန်တော်တို့ဒီဟောပါဒီကျွန်တော်တို့ရဲ့ဒီ Google ဲ cloud scale pool ဆီရောက်သွားလို့ပါတယ်ဟုတ်ပြီကဲဒါဆိုကျွန်တော်ရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုရင်ဒီမှာကျွန်တော်တို့ဒီမှာ column သုံးခုရှိတဲ့အထက်မှာကျွန်တော်တို့အဲဘယ်လိုသွားမလဲဆိုတော့ကျွန်တော်ကျွန်တော်ရဲ့ဒီမှာဒီမှာကျွန်တော် zero credit ပေါ့နော်ကျွန်တော် credit လုံးဝမရှိပါဘူးကျွန်တော်ဒါ free သုံးပါပါ explore ဆိုတော့ကျွန်တော် tab ကိုနှိပ်ပါမယ်အဲ explore နှိပ်ပြီးပြီဆိုရင်အဲ့ဒီ explore နှိပ်မယ်နှိပ်ပြီးပြီဆိုရင်ခဏတောင်စောင့်ပြီးဆိုရင်ကျွန်တော်တို့အာဘာဆက်လုပ်မလဲကျွန်တော်တို့အောက်ကိုသွားမယ်ပေါ့နော်အောက်ကိုသွားမယ်အောက်မှာကျွန်တော်တို့အဲ့ဒီမှာ at top of google cloud sustainability ဆိုတော့ step 4ပေါ့နော် clock လေးပဲဆိုကြတော့အဲ့ဒါနှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီဘက်မှာ start lap ပေါ့နော် start lap ဆိုတော့အဲ button လေးကျွန်တော်တစ်ချက်နှိပ်ပါမယ်အဲနှိပ်မင်းနှိပ်လိုက်ပါမယ်နှိပ်လိုက်ဆိုရင်သူကတဏှာကြီးပေါ့နော်တဏှာကြီးတက်မှ browser ချက်တဲ့လောက်ထုတ်လို့ရတယ်အဲ့ဒီခါမှပြီးပြီဆိုရင် i'm not robot ဟာ robot ဆိုတဲ့ဟာလေးကို clip ပေးမယ်ပေါ့နော် clip ပေးပြီဆိုရင်ခဏဆောင်ဆောင်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာကျွန်တော် lap ကစပြီပေါ့နော်အဲစပြီဆိုရင်ကျွန်တော်တို့ပြီးပြီဆိုရင်ဒီ open google cloud console ဆိုတဲ့ဟာလေးကို right click ခောက်ပြီးတော့မှ incognito window mode ကိုကျွန်တော်တောင်းပါမယ်အဲ့ဒါနှိပ်ပြီးဆိုရင် ကျွန်တော်တို့ဟိုခဏဆောင်ပေါ့နော်ခဏဆောင်ပြီးတော့ခါမှာကျွန်တော်တို့အဲ့ဒီဟာကိုနောက်တဲ့ page တစ်ခုရောက်ပြီဆိုရင်ကျွန်တော်ဒီမှာ welcome to your new account ဆိုရောက်လာပါမယ်ပြီးရင်ကျွန်တော် i understand ဆိုတဲ့ဟာလေးကျွန်တော်နှိပ်မယ်ပေါ့နော်အဲ့ဒါ i understand ဆိုတဲ့ဟာလေးကိုနှိပ်ပြီးပြီဆိုရင်သူကကျွန်တော်တို့ဒါကိုတုံးမယ်ဆိုတာကိုကျွန်တော်တို့ဒီ rules and regulation ကျွန်တော်နားလည်တယ်ပေါ့နော်ဆိုရင်ခဏဆောင်ပါမယ်ဆောင်ပြီးလို့ဆိုရင်ကျွန်တော်တို့ဒီ page ကိုရောက်သွားပြီပေါ့နော်အဲ့ page ကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ ဟိုကျွန်တော်တို့ US region ပေါ့နော်တခါလေကြာရင်တချို့ account တွေတခါလေ US region လို့တခါလေဖြည့်ပြီးသားပါပြီးသားပေါ့နော်တကယ်လို့မဖြည့်ရသေးဘူးဆိုရင်လည်းဘာမှဖြည့်ဆောင်ကိုဒီမှာ US United States ဆိုတဲ့အဲနေရာလေးကိုသွားလိုက်ပေါ့နော်သွားပြီးပြီဆိုရင်အဲ့ဒီမှာ United States လေးကိုရွေးပေးပေါ့အဲ့ဒီမှာ United States ကိုကျွန်တော်ရှာနေပါပြီရှာပြီးတော့ကျွန်တော်တို့အဲ့မှာ United States ပေါ့နော် United States ကိုရွေးပေးမယ်ရွေးပြီးဆိုရင်ကျွန်တော်တို့အဲ့ဒီမှာ terms of service ကို agree လို့ click လေးနှိပ်ပြီးဆိုရင် agree and continue ပေါ့နော်အဲ့ဒါကျွန်တော်နှိပ်လိုက်ပါမယ် အပြီးပြီဆိုရင်ကျွန်တော်တို့ဒီ page ကိုရောက်သွားပြီရောက်သွားပြီဆိုရင် page ရဲ့ဘယ်ဘက်မှာကျွန်တော်တို့ဒီ Google Cloud ဆိုတဲ့နေရာမှာ Vortex AI ပေါ့နော်ကျွန်တော်အဝိုင်းပြထားတယ် Vortex ရဲ့အနေနဲ့ပြီးရင် Media Studio ပေါ့နော် Media Studio ကိုနှိပ်ပြီးတော့မှကျွန်တော်နောက်တစ် page တစ်ခုထပ်သွားမယ်ပေါ့နော်အဲ့တော့ပြန်ပြောပါမယ် Vortex AI ကနေကျွန်တော်တို့ဘယ်လိုသွားမလဲဆိုတော့အဲ့ဒီက Media Studio ပေါ့နော် Media Studio ကျွန်တော်နှိပ်လိုက်မယ်ခဏဆောင်မယ်တယောက်တစ်ခါကြာရင်ကျွန်တော်ဒီမှာရောက်ပါပြီ image ထုတ်မလား အဲ voice ထုတ်မလား music ထုတ်မလားကျွန်တော်တို့တုံးနေတဲ့ video 3 model ပေါ့နော်2နဲ့3ရှိတာထုတ်မလားပြင် video video ကျွန်တော်နှိပ်ပါမယ်ပြည့်ပြီးရင်ကျွန်တော်ဒီမှာ agree ပေါ့နော် agree and continue နှိပ်ပါမယ်ဒါကိုသဘောတူရယ်ဆိုတဲ့အကြောင်းပေါ့နော် agree and continue နှိပ်မယ်အဲနှိပ်ပြီးတဲ့ခါကျွန်တော်ဒီမှာ model ရွေးလို့ရတယ်ပေါ့နော်အဲ model ကအဲ့ဒီမှာ video 3ပေါ့နော် video 3ရွေးမလား video 2ပေါ့ကျွန်တော်ခု video 3နဲ့ကျွန်တော်စမ်းပြထားတယ်ပေါ့နော် ပြီးပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာ prompt လေးပေါ့နော်ကျွန်တော်တို့ဒီ ChatGPT နဲ့ final ထားတဲ့ prompt ကိုညီမရိုက်ထည့်လိုက်ပါမယ်။ရိုက်ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာ click နဲ့လိုက်ပါမယ်။ဒါဆိုရင်ကျွန်တော်တို့ဒီမှာစောင့်ရတတ်ပါတဲ့ခါလေးကြာရင်10မိနစ်15မိနစ်စောင့်ရတယ်ပေါ့နော်။အဲစောင့်ပြီးပြီဆိုရင်ကျွန်တော်တို့လောက်ထားတဲ့ video file လေးကိုရပါပြီ။ဒီ video file လေးကိုကျွန်တော်တို့ save လို့ရပါတယ်။အဲများသောအားဖြင့်ဒီ2 file မှာတစ်ခါလေကြာရင် define က define video ကန် define ကစကားပြောမပြီးတာမျိုးတွေထွက်လာတတ်ပါတယ်။အဲတော့ခါကျကျွန်တော်တို့အဲ့ဒီခါကျရင်ကို ကြိုက်တဲ့အားတွေပြန်လုပ်ပေါ့နော်အဲ့ဒီတခါလေးကြာနေသူကဟိုဘယ်လိုခေါ်မလဲမိနစ်30မိနစ်မိနစ်20ပေါ့လေမိနစ်10လာစောင့်ရတယ်တခါလေးကြာရင်ပြီးရင်ညနေမှာ download စာလေးနှိပ်လိုက်ပါပြီးကျွန်တော်တို့ download ကျွန်တော်တို့ဒါ download ပြီးတော့ကျွန်တော်စေ့လို့ရပါပြီအဲစေ့ပြီးပြီဆိုရင်ကျွန်တော်တို့အဲကျွန်တော်တို့ဒီဟိုမှာ social media မှာတင်နေတဲ့ဆိုတင်လို့ရပါပြီအဲကိုယ့်အကူပေါ့နော်အဲအဲ့လိုပေါ့အဲ့တော့ခါကြာကိုကြိုက်တဲ့ prompt လေးတွေကိုကိုကို fine tune လုပ်ပြီးတော့မှ video file လေးထုတ်လို့ရပါပြီ။တကယ်လို့ဟို YouTube ကို subscribe မလုပ်ရသေးဘူးဆိုတော့ subscribe လုပ်သွားပေးကြပါဦးခင်ဗျာ။